ဟုတ်ကဲ့မင်္ဂလာပါ KS2 Technology မှာကြိုဆိုပါရစေ။ကျွန်တော်ဒီဗီဒီယိုမှာဆိုရင်တော့ store report ကိုဘယ်လိုစစ်လို့ရမလဲဆိုတဲ့အပိုင်းနဲ့ပတ်သက်ပြီးတော့ပြပြမှာဖြစ်ပါတယ်။ဒါကျွန်တော်ဒီ store report စစ်မယ်ဆိုရင်ကျွန်တော်ဒီ product ဘေးကကျွန်တော်ဒီ product tab လေးရှိရပါတော့။ဒီ product tab အောက်ကမှာကျွန်တော်ဒီ list product ဆိုတဲ့ဟာလေးကိုဝင်ပြရမယ်။အဲကျွန်တော်ဒီ list product ြီးွားရင်ကျွန်တော်ဒီ store report ဆိုတဲ့ဟာလေးကိုနှိမ့်လိုက်တဲ့အခါကျရင်ကျွန်တော်ဒီ store report တည်တန်းကြည့်လို့ရပြီပေါ့နော် store report မှာဆိုရင်ကျွန်တော်ဒီ allot quantity အောက်ရောက်နေတဲ့ပစ္စည်းတွေကကျွန်တော်ဒီအလိုအနည်းအောင်လေးနဲ့ပြပြီးမှာပေါ့နော်ဒီမှာဆိုရင်ကျွန်တော်ဒီ store ညော်နေတဲ့ဟာလေးကအနည်းအောင်လေးနဲ့ပြနေမယ်ဒါပြီးရခါကျရင်ကျွန်တော်ဒီ stock history ဆိုတဲ့ button လေးရှိရပါတော့ product stock history ဆိုတဲ့ button လေးကိုကြီးလိုက်ပြဆိုရင်အာကျွန်တော်ဒီ product က အဲကျွန်တော်ဒီဘယ်နှခုဝင်ထားလဲဘယ်နှခုရောင်းထားလဲပေါ့နော်အပွင့်ထွက်စရင်လေးတွေကိုကျွန်တော် ပြန်ပြီးဆက်လို့ရမယ်ပေါ့နော်အဲဆက်တဲ့ခါကျရင်လည်းကျွန်တော်ဒီ product ကထွက်သွားတယ်ကျွန်တော်ဒီ date ပေါ့နော် date ရဲ့ကျွန်တော်ဒီ voucher number ရောင်းထားလဲဆိုရောင်းထားတဲ့ voucher number ဝယ်ထားလဲဆိုဝယ်ထားတဲ့ voucher number ပေါ့နော်အဲ uh, opening source ဆိုလဲ opening source အနေနဲ့သူပြပေးမှာပေါ့နော်ရောင်းထားတဲ့အတွက်သူ customer နာမည်ပြမှာဝယ်ထားရဲဆိုရင်လဲဝယ်ထားတဲ့အကြောင်းဒီ supplier နာမည်ကိုပြပေးမှာပေါ့နော် ပြီးတဲ့ခါကျရင်ကျွန်တော်ဒီ view group prices ဆိုတဲ့ဟာလေးရှိတယ်။ဒီမှာကျတော့ကျွန်တော်ဒီလက်လက်ကားစည်းတွေကိုကျွန်တော်ဝင်ပြီးတော့ကြည့်လို့ရတယ်ပေါ့နော်။အဲပြီးရင်တော့ကျွန်တော်ဒီဘက်ဘေးမှာ current stock ဆိုတဲ့ကျွန်တော်ဒီ column လေးရှိရပါတော့။ဒီ column လေးမှာဆိုရင်ကျွန်တော်ဒီ share stock အရေးအတွက်လေးတွေကိုကျွန်တော်ကြည့်လို့ရမှာပေါ့နော်။ဒီအောက်ဆုံးမှာကျတော့ကျွန်တော်ဒီ table ရဲ့ total stock တန်ဖိုးရှိရပါတော့။ကျွန်တော်ဒီ total stock တန်ဖိုးကိုသူကပြပေးတာဖြစ်တယ်ပေါ့နော်။ ော်ဒီပစ္စည်းအလုံးရဲ့ကျော်ဒီ total store တန်ဖိုးကြည့်ခြင်းလဲဆိုရင်တော့ဒီအပေါ်ကကျော်ဒီ show entry ဆိုတဲ့ button လေးကိုနှိပ်ပေးရမှာပေါ့နော် show entry မှာမှာကျွန်တော်ဒီ all ဆိုတဲ့ဟာလေးကိုရွေးထားတဲ့ခါကျရင်ကျွန်တော်ဒီပစ္စည်းအလုံးရဲ့ကျွန်တော်ဒီ total ကိုအောက်မှာပြပေးမိမယ်ပြတဲ့ခါကျရင်ကျွန်တော်ဒီ table မှာလည်းပစ္စည်းအလုံးဟာတစ်ခါတည်းပေါ်လာမှာပေါ့နော် ကျွန်တော်ဒီ product.history မှာဆိုလဲကျွန်တော်ဒီအပေါ်က filter ကိုအသုံးပြုပြီးတော့ရှာလို့ရတယ်ပေါ့နော်။ဥပမာဆိုရင်ကျွန်တော်ဒီ product က single product တွေကိုပဲကျွန်တော်ဒီ store မှာကြည့်ခြင်းနဲ့ဆိုရင် single product ရဲ့ store တွေကိုပဲတည်တန်းကြည့်လို့ရတယ်။ဒါမှမဟုတ်ကျွန်တော်ဒီ category တည်တန်းကို multi ပြီးတော့ကြည့်ခြင်းနဲ့ဆိုလဲကျွန်တော်ဒီ category ပေါ်ကိုတည်ပြီးတော့ရှာလို့ရတယ်ပေါ့နော်။အဲအဲ့လိုမှမဟုတ်ပဲနဲ့ကျွန်တော်ဒီ product တစ်ခုချင်းစီကိုကျွန်တော်ကုတ်နံပါတ်တော့မဟုတ်ကျွန်တော်ရဲ့နာမည်နဲ့ရှာခြင်းလဲဆိုလဲကျွန်တော်ဒီကုတ်နံပါတ်ရိုက်ပြီးတော့ကျွန်တော်ဒီရှာလို့ရတယ်လို့အဲဒါမှမဟုတ်သူတို့ရဲ့ product name ပေါ့နော် product name ကိုရိုက်လိုက်တဲ့ဆိုရင်လည်းသူ product name ပေါ်ဖို့တည်ပြီးတော့ပစ္စည်းကိုရှာပေးမယ်ပေါ့နော်